တနုန်နေသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်ဗျတနုန်နေသားသမီးကဒီချိန်ဒီကာလမှာတော့မိမိရဲ့အိမ်မှာအလှူမင်္ဂလာဆောင်လေးပေါ်တတ်တဲ့အချိန်ဖြစ်ပါတယ်လောက်တော့တော့တည်တည်ပဲဗျနောက်တော့အလှူမင်္ဂလာဆောင်ကအကြီးကြီးဖြစ်သွားပါလိမ့်မယ်ဟောသားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဆက်ပစ္စည်းအသစ်ဝင်ပါလိမ့်မယ်စိန်တဲ့ပစ္စည်းတွေအသစ်ဝင်လာပါလိမ့်မယ်ဗျမိတ်ဆွေပေါင်းတဲ့နေရာ တာဟနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိထားမယ့်နေ့နဲ့နေမှာလိုက်မယ်အဲ့ဒါကအာအီဥအေဩအောင်လို့အေးလို့အီလို့ပါတဲ့သူတွေတတိထားရှောင်ကြဉ်ရမှာဖြစ်ပါဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စရဝေးရောက်နေတဲ့ဒါသမီးတွေနိုင်ငံရခြားရောက်နေတဲ့ဒါသမီးတွေနဲ့စာဆက်တွေလူဆက်တွေငွေအဆက်တွေရှားတဲ့အချိန်ဖြစ်ပါ ဟောက်လကတာနဲ့ပတ်သက်တဲ့ကိစ္စအတိတ်တွေထပ်ပြီးရှောက်လာဖို့ရှိပါတယ်။ကောင်းတော့လာခြင်းဖြစ်ပါတယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေဝမ်းမတ်တလာအတွင်းဝယ်ပါဗျ။ကားကောင်းကားတန်ကားတိတ်ကိုပိုင်ဆိုင်ရမယ့်အချိန်ဖြစ်ပါတယ်။ရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျ။ ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်နောက်ရေးနဲ့ပတ်သက်တဲ့ကိစ္စတာယာချင်းပျော်ရွှင်ခြင်းကျဉ်းနူးခြင်းပြိုင်စံခီးထွက်ကခြင်းလွန်စွာပျော်ရွှင်ပွဲကောင်းသောခီးတွေတွားခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါမြမကြီးနဲ့ပတ်သက်တဲ့ကိစ္စရခင်ကဖြစ်ခဲ့ဘူးတော့အနာဟောင်းယောဂဟောင်းနေပြန်လဲပေါ်တတ်ပါတယ်စီးနှစ်ကြောက်ကဲ့ယောဂတွေခံစားရတတ်ပါတယ်ဗျာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာယနာတံမန်တော့အောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၃ပတ်စိတ်ကမှာပဲဖြစ်ပါမိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့၄ရာလို့၄တောင်လို့၄တောင်လို့၃၄၀လို့၃၄ရာလို့၃၄တောင်လို့၃၄တောင်လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါဒဲတော့ရရတကူကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းညင်းပေါင်းတပတ်ကန်အုံတီမောက်မောက်လေးဖြူအမွှေးတိုင်းတတိုင်းဆိုင်ဖျောင်းတိုင်းအနီရောင်တတိုင်းဆိုက်ပြီးတော့မြဲစွာဖျားကိုကတ်လူပူဇော်လှူဒန်းပါ ဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူကြီးမျိုးတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေလဲဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျ။လူကြီးမျိုးတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင်လည်း ရေးပေးခဲ့ပါအောင်ဗျမြေတာပူဆူတောင်းပေးခြင်းလို့ပါဖဲလင်းလာသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာ ဖြစ်ပါတယ်တယ်လင်းလာသားသမီးတွေယခုချိန်ယခုကာလမှာတော့အလုံးနှစ်မျိုးလောက်ခြင်းဝင်ငွေနှစ်မျိုးရခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်အိုဘာစီးခီးတွေကောင်းတယ်နိုင်ငံခြားသွားဖို့ရည်ရွယ်ထားတဲ့သူတင်မတ်တက်ဖို့ရည်ရွယ်ထားတဲ့သူရဲရဲသားသွားပြီတော့ ဩဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်သစ်ဝင်ခြင်းစာဦးသစ်ဝင်ခြင်းမိမိရဲ့အိတ်ခန်း decoration ဘိုင်းတွေပြုပြင်ပြင်ဆင်မိုးမှန်ရခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့တဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့် တတိထမဲ့နေနဲ့နေရတော့ကခကကငါနာမည်ပါတဲ့သူတွေတတိထရှောင်ကြရမှာဖြစ်ပါတယ်။ဇာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားသူတွေဆိုရင်တော့အိမ်ကနေထွက်သွားတာမျိုးတွေကြုံရတတ်တယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းထွက်မယ်အစ်စ်ရောက်မယ်ပြ။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ16ရက်အတွင်းဝယ်ပါဗျ။ကားကောင်းကားတန့်ကားအစ်စ်ကိုပိုင်ဆိုင်ရမယ်အချိန်ဖြစ်ပါတယ်ဗျ။ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလို့တော့လဲပဲကိုကိုစောင့်ကြည့်တဲ့သူနှစ်ယောက်ရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တာယာချင်းပျော်ရွှင်ချင်းကြည်နူးချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖျက်တမ်းရမှာဖြစ်ပါတယ်ဗျညမအိမ်နဲ့ပတ်သက်တဲ့ကိစ္စကတော့ဘာရမှုတ်ပဲနဲ့နှာစီချောင်းဆူတုံ့ကွေး လက်ချောင်းနာတရှောင်းရှောင်းဖြစ်တတ်ပါလေဗျဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ7ဘက်စိတ်ကမှာပဲဖြစ်ပါမိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80%ရှိပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့200လို့2000လို့2000လို့2000လို့ သိန်း20လို့သိန်း200လို့သိန်း2000လို့သိန်း2000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ဒါပဲစာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်လို့နီညိုရောင်လို့ကြက်သွေးရောင်လို့များများပါတဲ့ဝစ်စားတွေကိုဝစ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်။ဒါတော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ စွန်ကန်ကြွတဲ့ဖုံးကြီးကိုပူတင်းပေါင်ပုံ၅လုံးလောက်လှူလိုက်ပါဒါဆိုရင်တော့လူကြီးမျိုးမှကြုံတွေ့ရမယ်ကန်စာတာညံ့ကြိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနေဘယ်နိုင်ငံလီကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ပြ။ဒီစုံဟောပေတင်ရလူကြီးမင်းတို့အတွက်အကျိုးတစ်စုံတရာရှိတယ်ဆိုရင်လည်းရှိပါတယ်ဆိုပြီးတော့ comment box မှာရေးပေးခဲ့ပါအောင်ပြ။မြေတာပို့ရှူတောင်းပေးခြင်းလို့ပါ။သင်္ကာသားသမီးတွေအတွက်တပတ်စာတဲတော့ကတ်ကြပါဦး။ဖတ်ကြားပြဆိုပေးမှာဖြစ်ပါအင်္ဂါသားသမီးရယခုချိန်ယခုကာလမှာတော့လူမျိုးကြမစတတ်တဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စ အကူညီကောင်းအဆက်အသွယ်ကောင်းနဲ့ရတတ်တဲ့အချိန်ဖြစ်ပါတယ်။တင်မောတက်မဲ့သူနိုင်ငံခြားသွားမဲ့သူနိုင်ငံခြားမှာအကြောင်းသွားတက်မဲ့သူလှုပ်သွားလှုပ်မဲ့သူတွေအလဲပက်သွားမဲ့သူတွေရဲရဲသာသွားပြီးတော့ကဘာပတ်ကမဲ့ကန်စာတာတဲမှာတော့ရှောက်လို့နေပါလေဗျ။အဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ငွေကြေးကြီးကြီးမားမားနှစ်ကြိမ်နှစ်ခါဝင်လာဖို့ရှိပါတယ်။ ဝင်ရုပ်ဝင်စဉ်ဝင်မျိုးမဟုတ်ဘူးထီပေါက်တကယ်သူအမွေရတကယ်သူအစုလိုက်အပြုံလိုက်အလုံးလိုက်ရင်းလိုက်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါစာလိုက်ကြီးကြီးတာစောင်းထားပတ်စံကြီးကြီးတာဝယ်ထားမိခန့်တက်တာကြီးကြီးတာဝယ်ထားပြီတော့မိတ်ဆွေပေါင်းတဲ့နေ့ကတထတတနာနာမည်ပါတဲ့သူတွေကိုကောင်းချူပေးတယ်၎င်းတို့နဲ့ပူတွဲပေါက်ဆက်တဲ့လူတွေအောင်မြင်ပါလိမ့်မယ် ဖြစ်ထွန်းပါလိမ့်မယ်တတိထားမယ်နေ့နဲ့ညရရလဝပါတဲ့သူတွေတတိထားမှာဖြစ်ပါကာသမီနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားသွားတဲ့တာသမီတွေနဲ့စာဆက်တွေလူအဆက်တွေငွေဆက်တွေတွေရတတ်တဲ့အခြေဖြစ်ပါအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအစ်စ်တွေထက်ရောက်လာဖို့ရှိပါ ဖတ်သွားတဲ့အောက်လက်ငယ်သားရယ်ပြန်ရောက်လာတတ်တဲ့အချိန်ဖြစ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေခုနှစ်ရက်ကျော်မှဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလိုပါဘူးဒါပေမဲ့အမျိုးသားယောက်ျားတစ်ယောက်ကကိုကိုစောင့်ကြည့်နေတာမျိုးတွေရှိပါတယ်ကျေးနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စပျော်ရွှင်မှုတွေနဲ့အဆုံးသက်ကမှာပဲဖြစ်ပါတယ်ဗျာ ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေရတော့သွေးကိုအကြောင်းပြုတဲ့ယောဂါလေးဖြစ်တတ်တယ်၊သွားနာသွားကြိုက်တယ်ဖြစ်တတ်ပါလေဗျ။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပလီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ဘုဒ္ဓောအောင်မီဆိုပြီးတော့ဒီနေ့ကိုပတိရှစ်ပတ်စိတ်ကမှာပဲဖြစ်ပါဘူး။ကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုရွှေ့လျားနေတာ60ရာခိုင်နှုန်းရှိပါ လလဘာနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့900လို့9000လို့9000လို့9သိန်းလို့3000လို့3500လို့3900လို့3500လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ sky blue လို့ခေါ်တဲ့အပြာနုရောင်လေးတွေကိုဝစ်စင်ခြင်းအဖြစ်ကိုဘကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘပါလာမှာပဲဖြစ်ပါ ထေရရရာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိယုံကြည်တဲ့မေတော်တပါးပါကိုကော်ဖီနှစ်ခွက်ကိတ်မုန်နှစ်ချက်အမွှေးတိုင်းနှစ်တိုင်းဖျောင်းတိုင်းနှစ်တိုင်းကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့ပါကြုံတွေ့ရမယ်ကန်စာတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ် ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာမိတ်ဆွေတို့အနေနဲ့ဒီစုံဘောပီတင်လေးရတစုံတရာအကျိုးရှိခဲ့မယ်ဆိုရင်တော့ comment မှာတခုခုရှင်းပေးခဲ့ပါအောင်ဗျာမေတ္တာပို့စုတောင်းပေးခြင်းလို့ပါဘုရားဗုဒ္ဓသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဘုရားဗုဒ္ဓသမီးကဒီချိန်ဒီကာလမှာတော့မိမိကိုမေတော်တပားကကောင်းစွာစောင့်ရှောက်နေတာကိုတွေ့ရပါတယ်ဗျာ ိုဖြစ်ချင်တာကိုကိုယုံကြည်တဲ့မဲတော်ထံမှာဆူတောင်းပြီးတော့အလုပ်လုပ်ပါဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေဝင်လာဖို့ရှိပါတယ်ဗျမိတ်ဆွေပေါင်းတဲ့နေ့ကတဟနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချီးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေအစဉ်ပြေမဲ့အောင်မြင်မဲ့ တတိထမနေ့နဲ့နေရတော့ပဖပပမနာမည်ပါတဲ့သူတွေတတိထရှောင်ကြရမှာဖြစ်ပါလေ။သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်။အစ်စ်နှစ်ယောက်ထပ်ပြီးတော့ရှောက်လာဖို့ရှိတယ်။လက်ခံထားမယ်။ကောင်းတော့လာခြင်းဖြစ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၅ရက်အတွင်းဝယ်ပါဗျ။ကားကောင်းကားတန်ကားတစ်ကို ပိုင်ဆိုင်ရမယ်အချိန်ဖြစ်ရန်နေနောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တယောက်နဲ့တယောက်နားလည်မှုလေးလွှဲတတ်တယ်။ဘာရမို့ပဲနဲ့ကထောက်ကစလေးတွေဖြစ်တတ်ပါတယ်ဗျ။ဂျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အစာအိမ် ်ဦးတန်းကြောင်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာရဏတမ္မံတော့အောင်ပြီဆိုပြီးတော့တနေ့ကိုပရိသုံးပတ်စိတ်ကမှာဖြစ်ပါကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုဥတီရွှေ့လျားနေတာ80ရာခိုင်နှုန်းရှိတယ် လက်လာကနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့200လို့2000လို့2000လို့2000လို့300လို့300လို့300000လို့300000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အစိမ်းရင်အောင်ပါတော့ဝစ်စားဒီကိုဝစ်စင်ခြင်းအားဖြင့်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘက်ပါလာမှာပဲဖြစ် ဖေရောရတဲ့တကူညွန်ကြားပြဆိုရမယ်ဆိုရင်တော့မြဲစွာဘုရားရှင်ကုရောမြတ်ကြီးကိုကျွေးပကံများတဲ့ကိုထညက်ခဲခုနှစ်ခဲထဲပါဒီဘက်ပြည်နာမှာအမွှေးတိုင်ခုနှစ်တိုင်ဆက်ပြီးတော့ကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမျိုးမှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ် ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျဒီစုံဟောပေတင်ကိုလူကြီးမင်းတို့အနေနဲ့ကြည့်ရှုတဲ့အခါမှာ အကျိုးတစုံတရာရှိခဲ့မှဆိုရင်တော့ comment ပေါင်လေးပါမှတ်ချက်ရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါကြာတာပရိသတ်သမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာဟုတ်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါကြာတာပရိသတ်သမီးကဒီချင်းဒီကာလမှာတော့အိမ်မှာအနေနဲ့ပါလိမ့်မယ်ဗျအပြင်မှာလှုပ်ရှားသွားလာတာတွေများပါလိမ့် ျွန်တော်မှဝေပါတယ်ဆိုတော့ကိန်းကနန်းမျိုးကိုရှောက်လို့နေပါတယ်ဗျဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေဝင်လာဖို့ရှိပါတယ်ဗျမိတ်ဆွေပေါင်းတဲ့ကတာဟနာမည်ပါတဲ့သူတွေကိုယ်ကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ညပါဖပပမနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါ သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းလဲတွေနဲ့ကြုံရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ18ရက်အတွင်းဝယ်ပါဗျကားကောင်းကားတန်ကားတစ်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးရခုချိန်မှာတော့ရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ဖြစ်တတ်ပါတယ် လွန်စွာစမ်းပွင့်နေတဲ့အချိန်ဖြစ်ပါတယ်ဘယ်တယောက်ညာတယောက်ဖြစ်မှာပြဓမ္မရည်နဲ့ပတ်သက်တဲ့ကိစ္စအရေးပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဝိဇာစာရဏတံမံတော့အောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၄ဘတ်စိတ်ကမှာဖြစ်ပါဟိုရဲ့ကံတရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ80ရာခိုင်နှုန်းရှိပါလဲလာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့600လို့6000လို့6000လို့6သိန်းလို့ ိန်း60လို့တိန်း600လို့တိန်း6000လို့တိန်း6000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အညိုရောင်များများပါတော့ဝိစားတွေကိုဝိစင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါ တဲတော့ရတာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဘဘိုးမင်းကောင်ရှီမှန်းပြီးတော့လက်ဖေး၄ကွက်အမွှေးတိုင်း၄တိုင်းကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကန်စာရာညက်ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါလေဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ လူကြီးမင်းတို့အနေနဲ့ဒီစုံရောပေတင်ကိုကြည့်ရှုတဲ့နေရာမှာအကျိုးတစုံတရာရှိခဲ့မယ်ဆိုရင်တော့ comment box မှာမှတ်ချက်လေးရှင်းပြခဲ့ပါအောင်ဗျမြေတာဖို့ဆူတောင်းပေးခြင်းလို့ပါကောက်ကြတာသမီးတွေအတွက်တပတ်စာတဲတော့ကြညပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါကောက်ကြတာသမီးကဒီချိန်ဒီကာလမှာတော့ဖက်ခနဲပြောင်းပြီးတော့ကွက်ခနဲကောင်းစီမယ်အချိန်ဒီကောင်းအခွင့်အကာကောင်းကိုရှောက်လို့နေပါလေဗျာ ရည်ရထားတဲ့လုပ်တွေအင်တိုင်းအားရိုက်တာဆိုပြီးတော့ဝဆာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တံပိုးကြီးရဲ့ကြောက်တွေဝင်လာပါလိမ့်မယ်။ကားကောင်းကားတန်တွေပိုင်ဆိုင်ရမယ်အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့တဲ့ကစဆစစညနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိ တတိထမဲ့နေတဲ့နေရာတထတတနနံပဲပါတဲ့သူတွေတတိထရှောင်ကြရမှာဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စခံမပြောနားမထောင်လေးဖြစ်တဲ့ခွန်းတုတ်ခွန်းပြန်လေးဖြစ်တဲ့ဂလန်ကဆန်လောက်တဲ့ဟောလငသားနဲ့ပတ်သက်တဲ့ကိစ္စမလီမစားလောက်တဲ့ခံပြောခံပတ်လောက်တဲ့ဗျကားဝယ်ဖို့ရည်ရထားတဲ့သူတွေ 9ရက်ကြုံမဝဲပါဗျ။ရန်နဲ့နောက်ရက်နဲ့ပတ်သက်ပြီးတော့မိမိရရန်မလို့တော်လဲပဲကို့ရန်လူတဲ့သူ၃ယောက်ရှိပါတယ်ဗျ။ခြေရင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်အစဉ်ပြေချောမွေ့နေတဲ့ကာလဖြစ်တယ်။ဂျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေထိုးခြင်း၄ယောက်ချင်း ဝင်းလျှောခြင်းဝင်းချုပ်ခြင်းဝင်းပြက်ခြင်းဆိုတဲ့ယောဂလေးဖြစ်တတ်ပါလေခံစားတတ်ပါလေဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတူအောင်ပြီဆိုတော့တနေ့ကိုပဒိ၄ဘတ်စိတ်ကမှာဖြစ်ကံတရားအကောင်းဘက်ကိုရွှေ့လျားနေတာ90ရာခိုင်နှုန်းရှိတယ် လက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စ300လို့3000လို့3000လို့33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 0လို့ဝင်လာတတ်တဲ့အချိန်ဖြစ်တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အစိမ်းရင့်အောင်ပါတော့ဝစ်စားတွေကိုဝစ်စင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံစားစီရမယ်ကံခွင်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မဲ့တဖက်လူပုပ္ပပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့နှင်းစီပန်အနီအောင်ခုနှစ်ပွဲအမွေးတိုင်းခုနှစ်တိုင်းရဲစွာဖျားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်တာရာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီအစုံဘောဘီတင်ကိုကြည့်ရှုတဲ့နေရာမှာအကျိုးတစ်စုံတရာရှိခဲ့မယ်ဆိုရင်တော့ comment box လေးမှာမှတ်ချက်ရှိပေးခဲ့ပါအောင်ဗျမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ် စနေသားသမီးရဒီချိန်ဒီကာလမှာတော့အလုပ်ပြောင်းနေရာပြောင်းအိမ်ပြောင်းတိုက်ခန်းပြောင်းအဲ့ရနေရာတိုင်းခင်းပြောင်းယာတူးပြောင်းဌာနပြောင်းနေကြုံရတဲ့အခြေဖြစ်ပါရေနဲ့နှီးဆက်ပတ်သက်တဲ့နေရာတွေကိုပြောင်းရွှေ့နေတိုင်းလောက်ကန်ရတာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဖုံကောင်းဖုံတန့်ဖုံတက်နောက်ဆုံးပေါ် iPhone 70 Pro Max တွေ ဝင်လာတတ်တဲ့အချိန်ဖြစ်ပါမြေခွက်တွေဝင်ပါလိမ့်မယ်ပရိကောကပစ္စည်းအစ်စ်တွေဝင်ပါလိမ့်မယ်မိတ်ဆွေပေါင်းတဲ့တဲ့ကကခကကန်ကနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့အလုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် တတိဓာမဲ့နေနဲ့နေရတော့စစစစညနာမည်ပါတဲ့သူတွေတတိဓာရှောင်ကျင်းရမှာဖြစ်ပါတယ်သာသမိနဲ့ပတ်သက်တဲ့ကိစ္စခရှုဆိုင်ပါဟောလည်းငါသားနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ16ရက်ကျော်မှဝယ်ပါဗျာ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမျက်နှာချင်းဆိုင်လို့မရဘူး။မျက်နှာချင်းဆိုင်တာနဲ့ရှမ်းဖြစ်တယ်။ကရောက်ကစားတွေဖြစ်တယ်။ရှမ်းလို့နေတဲ့တူဦးတူဦး။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စသွေးကိုအကြောင်းပြုတဲ့ယောဂါတွေဖြစ်တတ်ပါလေ တွေးပောင်တက်မယ်တွေးပောင်ကြမယ်တွေးဖြူညော်နေမယ်တွေးလေးဘက်နာဖြစ်မယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတော့တနည်းဥပဒိလေးဘက်စိတ်ကမှာပဲဖြစ်တရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ100%ရှိပါတယ် လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့နှစ်ကနန်းကိုကြောပြူတော့ဝင်မယ်200တို့2000တို့2000တို့2သိန်းတို့သိန်း20တို့သိန်း200တို့သိန်း2000တို့သိန်း2000တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်တို့ညီညိုရောင်တို့ကြက်သွေးရောင်တို့ဈေးရောင်တို့ပါတော့ ဝေစားတွေကိုဝေးစင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မဲ့တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်။ဒါရောရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အုံညွန်6ညွန်ဖန်ခွက်သေးကိုထဲအမွှေးတိုင်း6တိုင်းဆိုက်ပြီးတော့မြက်စွာဖရားကိုကတ်လူပူဇော်လှူဒန်းပါ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာဂျုံတွေ့ရမယ်။ကန်စာရာညံ့ခိုက်တီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ ရောက်ရှိစေမှာပဲဖြစ်ပါလေဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမင်းတို့အနေနဲ့ဒီအစုံဟောပီတင်ကိုကြည့်ရှုတဲ့နေရာမှာအကျိုးတစုံတရာဖြစ်ထွန်းခဲ့တယ်ဆိုရင်တော့ comment box မှာမှတ်ချက်လေးရေးပေးခဲ့ပါအောင်ဗျမြေတာဘူးဆူတောင်းပေးခြင်းလို့ပါ